နန်းဆက်ပွန်ရွှေဒူးဖော်ရေးကနေလှစင်ချက်300ချီအခွန်ရရှိနေတဲ့စစ်ကောင်စီလက်ရှိမှာတော့ရွှေလုံငန်းရှင်တွေကနန်းဆက်ပွန်ကျေးရွာမှာရှိတဲ့လေယာမြေတွေလူနေအိမ်တွေကိုလိုက်လံဝယ်ယူကာရွှေဒူးဖော်ရေးလုပ်ငန်းတွေကိုအများပြားလုပ်ကင်လာကြပါတယ်ပူရာအိုခရိုင်တွင်းမှာတော့စိုက်ပျိုးမြေနေအိမ်ချမ်းမြေစာတင်ကျောင်းမြေတွေနဲ့ဘာသာရေးမြေနေရာတွေပါမချန်တရားမဝင်ရွှေဒူးတာတွေပုံများလာပြီးစိုက်ပျိုးမြေတွေဟာယာနဲ့ချီကပျက်စီးလာခဲ့ပါတယ်။မြေစီလွာပျက်စီးခြင်း ရွှေဒူးဖော်ရာတွေကြောင့်မြေစီလွာပျက်စီးဆုံးရှုံးကစပားနဲ့အခြားသီးနှံတွေစိုက်ပျိုးလို့မရတဲ့အထိဖြစ်ပေါ်နေပါဗျ။ရွှေဒူးဖော်ရာတွေပြီးပါကလုပ်ငန်းရှင်တွေဟာပဖိုးဆက်ကြီးတွေနဲ့အဲ့ဒီမြေနေရာတွေမှာမြေကြီးတွေပြန်လည်ဖို့ပေးခဲ့ပေမဲ့တဘာဝအတိုင်းရှိခဲ့တဲ့မြေစီလွာကိုတော့ပြန်လည်မရရှိခဲ့ကြပါဘူး။သူတို့ပြန်မှုပေးခဲ့တဲ့မြေနေရာတွေမှာစပားနဲ့တီးနှံအပင်တွေပြန်လဲစိုက်ပျိုးလို့မရတော့တဲ့အခြေအနေဖြစ်ခဲ့တဲ့အပြင်လယ်မြေတွေအတွက်အ धिक ရေရရှိနေတဲ့ရေရင်းမြစ်တွေဖြစ်တဲ့မြေချောင်းတွေနဲ့ဆယ်တွေပါပျက်စီးခဲ့ကြပါဗျ။ လေယာကရှစ်ဆယ်လောက်ရှိတဲ့နန်းစပွင့်ရွာမှာရွှေတူးဖော်လိုက်တာတွေကြောင့်လေယာမြေအာလုံးနီးပါးပျက်စီးခဲ့တယ်လို့အဓိကရေရင်းမြစ်ဖြစ်တဲ့ဆယ်ရီပါးပျက်စီးခဲ့တဲ့အတွက်ဆယ်ရီနဲ့ဆက်ပြိုးကြတဲ့လေယာမြေတွေဟာယာနဲ့ချီပြီးဆက်ပြိုးရေးဆက်လုပ်လို့မရကြတော့ပါဘူး။သူတို့ဒူးလိုက်တဲ့နေရာကတော့ဘာမှဆိုက်လို့မရတော့ဘူး။ကြောက်ခဲတွေပဲကြံခဲ့တာလေ။မြေကြီးတွေမရှိတော့ဘူး။သူတို့ရွှေကျင်တော့ရေတွေနဲ့အတူပါသွားတာ။မြေစီလွာမရှိတော့ဘူး။နောက်ဆယ်နှစ်အနည်းနှစ်ဆယ်ကြာရင်တော့မုံညင်းခင်းတော့ပြန်ဖြစ်မယ်ထင်တယ်။ ဘူဒါအိုခရိုင်မှာရွှေတွေအလွန်ကြုံတူးဖော်ထုတ်လုပ်နေတာတွေကြောင့်ဒေတာခန်တွေရဲ့ဝန်းစာဖြစ်တဲ့စိုက်ပျိုးသီးနှံတွေရှားပါးလာတော့မဲ့အနေအထားတစ်ခုထိ ရောက်ရှိလိုလာပါပြီ။